င်္ဂလိပ်စာကိုအခြေခံနေစပြီးတော့လေ့လာနေတဲ့သူတွေဆိုရင်ဒါလေးကိုနားလည်ထားဖို့လိုတယ်နော်ဟုတ်ပြီအင်္ဂလိပ်ကိုကြအခြေခံဝါကျတိစားပုံ subject verb object ပေါ့နော်အဓိက verb အကြောင်းပြောချင်တာအင်္ဂလိပ်စာမှာဒီ verb ကအရေးကြီးတယ်ပေါ့နော်ဟုတ်ပြီဒီ verb ကိုတွေ့လိုက်တာနဲ့ဒါ helping verb လား main verb လားခွဲတတ်ဖို့လိုတယ်နော်အဲများသောအားဖြင့်ဟလာ main verb နဲ့ helping verb နော် helping verbs တို့ကကဘာမှလို့ဆိုရင် အကုကရိယာ main verb ဆိုတာကကြတော့အဓိကကရိယာလို့ခေါ်ရနော်ဟုတ်ပြီဒီနှစ်ခုခွဲရဖို့လိုတယ်ဟုတ်ပြီအဆိုရင်နမူနာဝေါ်ကျလေးတွေကြည့်ကြအောင် I am a teacher ဒါဆိုရင် I am the subject အဲမှငါဒါ verb ဒီ a teacher ကဒါ complement ခေါ်ရနော်ဒါ object မဟုတ်ဘူး subject ကိုဖြည့်ဆွတ်ပေးတဲ့ subject complement ဟုတ်ပြီထားပါတော့အဓိကပြောချင်တာဒီ verb ကိုပြောချင်တာဟုတ်လားဒီကိုဒီ verb ကိုတွေ့ရင်ဒီ verb က having verb လား main verb လားခွဲရဖို့လိုတယ်တစ်လုံးနဲ့ဆိုရင်တော့ဒါ main verb ခွဲရတာလွယ်တယ်တစ်လုံးနဲ့ဆိုရင်ဒါ main verb အနေနဲ့သုံးတာ i am a teacher ကျွန်တော်ဒီဆရာတယောက်ဖြစ်တည်ပါเนาะအဲ့မှာ i miss her was verb to be ကိုသုံးလို့ရတဲ့ main verb အနေနဲ့သုံးမယ်ဆိုရင်အဓိပ္ပာယ်နှစ်မျိုးရှိတယ်ရှိသည်တနည်းအားဖြင့်ရှိသည်အနေနဲ့လည်းသုံးလို့ရတယ်လို့ ဖြစ်တည်အနေနဲ့လည်းသုံးလို့ရတယ်ဒီနေရာမှာကျတော့ဘာအနေနဲ့သုံးထားလဲဆိုရင်ဖြစ်တည်အနေနဲ့သုံးထားတာ I am a teacher ကျွန်တော်ဒီဆရာတရားဖြစ်တည်ရှိတည်အနေနဲ့သုံးရင်ဥပမာထားပါတော့ a book a book is on the table စာတော့ကစပွဲပေါ်မှာရှိတယ်အဲ့လိုမျိုးပေါ့နော်အဲ့ဆိုရင်တော့ရှိတည်အနေနဲ့သုံးတယ် there is there နဲ့လည်းတွဲသုံးတယ် there is a book on the table ဒါဆိုရင် ဆောက်စပွဲပေါ်မှာဆောက်တုပ်ရှိတယ်ဒါဆိုရင် verb to be ရှိတယ်နေနေတုံးတာဒီနေရာမှာ m ကတလုံးနဲ့ဟာ verb verb ကတလုံးနဲ့ရှိရတော့ကြောင့် main verb အနေနဲ့တုံးထားတာဒုတိယဝကျောက်ကြည့်ကြအောင်နှလုံး am is study အဆိုရင်အဲ့လိုမျိုးဆိုရင်နှလုံးဆိုရင်ရှိရတလုံးဒါအခုကရိယာ helping verb လို့ခေါ်တယ်နောက်က verb ကိုကျွန်တော် main verb အဓိကကရိယာလို့ခေါ်တယ်သူကကျတော့ studying ဆိုရယ် verb ing တလုံးနဲ့ ရက်တီလို့မရလို့ရှေ့ကဘာခေါ်ထားလဲဆိုရင် fav 2b ကိုခေါ်ထားတယ်အဲ့ဆိုရင် fav 2b နောက်က buffer ng လိုက်တယ်ဘာလာပြန်ရင်နေဒီနဲ့ဆုံးပြန်တယ်เนาะတခုခုလုံးနေဒီပေါ့အဲ့မှာပြန်တဲ့ခါကျရင်လည်းဒီနောက်က main verb ကိုယူပြီးတော့အဓိကထားပြီးပြန်ပေးရတယ်အဲ့ကြောင့်လို့သူ့ကို main verb လို့ခေါ်တယ်ရှေ့ကဟာ auxiliary လို့ခေါ်တယ် i am studying now ကျွန်တော်အခုစာလေ့လာနေဒီအဲ့လိုပြန်တယ်เนาะဟုတ်ပြီနောက်တစ်ခုကြည့်ကြ I have a bike ဒါဆိုရင်ဒါ verb က hv have တလုံးနဲ့တလုံးနဲ့ဆိုရင်ဒါ main verb main verb အနေနဲ့သုံးထားတာ hv have ကို main verb အနေနဲ့သုံးလဲဆိုရင်မှားရှိသည်လို့အဓိပ္ပာယ်ရတယ်။တခုခုပိုင်ဆိုင်မှုပြရှိရကျွန်တော်မှာဘာရှိရညာရှိရပေါ့ I have a bike ဆိုရင်လည်းကျွန်တော်မှာစပိန်တစ်စီးရှိ I have a car ဆိုရင်လည်းကျွန်တော်ကားတစ်စီးရှိဒါဆိုရင် main verb အနေနဲ့သုံးထားတာအောက်ကဝါကြောက်ကြည့်ကြအောင် I have done my homework ဒါဆိုရင် verb ကနှလုံး she have verb ကိုဘာဘာလို့ခေါ်လဲဆိုရင် helping verb လို့ခေါ်တယ်နောက်က verb ကိုကြတော့ main verb လို့ခေါ်ရနော်ဟလာအဲ့ဆိုရင်ဒီ having verb ကဘာသာပြန်တဲ့ခါကျရင်ဒီ hav have ကိုမှရှိသည်လို့ဒီလိုပြန်လို့မရတော့ဒီနေရာမှာကျတော့အခုကရိယာလေးနဲ့တုံးထားတာဖြစ်တဲ့တကြောင်မဘာသာပြန်ရင်နောက်က main verb ကိုဟလာ udb ပြန်ပေးရမယ်အမှ verb 3 verb 3ဆိုတာတလုံးနဲ့ရက်တည်လို့မရဘူးအဲကြောင့်လို့ရှိရအခုကရိယာ helping verb verb to have လိုက်ပြရတယ်အဲကြောင့်မလို့ verb to have ရဲ့နောက်ကဘာလိုက်လဲဆိုရင် verb 3လိုက်တယ် ဘက်သီးလိုက်တယ်အဲ့လိုမျိုးဆိုရင်တခုခုလုတ်ပြီးပြီလို့ဘာသာပြန်ရတယ်တခုခုလုတ်ပြီးပြီလို့ဘာသာပြန်ရတယ်အဲကြောင့်မို့ I have done my homework ကျွန်တော်အင်စာလုတ်ပြီးပြီအဲ့လိုဘာသာပြန်ရတယ်နော်ကြောက်ဆိုရင်ဒါဘောကြတဲ့ကြောင်တွေ့လိုက်တာနဲ့ verb ကိုမြင်လိုက်တာနဲ့ having verb လား main verb လားဘယ်ဟာ having verb လဲဘယ်ဟာ main verb လဲခွဲတတ်ပြီလို့ထင်ပါရဲ့နော်နောက်တစ်ခုကဘာလဲဆိုရင်အဲ့လိုမျိုးပေါ့နော် subject verb agreement လောက်တက်ဖို့လိုတယ်ပေါ့နော်အဲညှိပြရတယ်ပေါ့ subject verb agreement လုပ်တယ်ဆိုတာ subject subject က singular singular ဆိုရင် verb ကလည်း singular subject က plural plural ဆိုရင် verb ကလည်း plural verb ကို singular ဖြစ်ချင်တယ်ဆိုရင် SES ပေါင်းပေးရတယ် plural form ဆိုရင်တော့ verb ကို SES ပေါင်းရမှာမလို့ဟုတ်ပြီကြည့်ကြအောင် he goes to school every day he had a subject subject ဆိုသူဒီသူဒီသတ္တ singular singular ဖြစ်တဲ့အတွက်ကြောင့် verb ကလည်း singular singular ဖြစ်တဲ့အတွက်ကြောင့်မလို့ as to မဟုတ် es ပေါင်းပြရတယ်အဲကြောင့် goes goes ဒီနေရာမှာ subject က th y day ဆိုရင် es ပေါင်းနေရမလို့ဒါကို subject verb agreement လောက်တယ်လို့ခေါ်ရနော်နောက်တစ်ခု subject က they they ဆိုတာကသူတို့ဒီသူတို့ဒီဆိုရင် subject ကဒါလား plural form ဖြစ်တယ် subject က plural form အများကြီးဖြစ်တဲ့ကြောင့်မလို့ 5ကလည်းအများအဲကြောင့်မို့5ကို fluid form ဖြစ်တဲ့ဖြစ်စင်နေဆိုရင် SCS ပေါင်းစရာမလိုဘူးအဲကြောင့်မို့ plain မှာ S မပေါင်းဟုတ်ပြီဒီ subject verb agreement လောက်တယ်ဆိုတော့ဘယ်ဒီလိုမျိုး present tense တင်မှာပဲလောက်တယ်ပေါ့နော် past tense မှာကျတော့ तू က verb to be ပဲ singular fluid ရှိတယ်ဥမာ subject က singular ဆိုရင် verb verb to be ဆိုရင် verb to be present was subject က fluid form ဖြစ်တဲ့ဆိုရင် were ပေါ့နော် wre were ဒါပေမဲ့တခြား verb တွေကျတော့အဲ့လိုမျိုး subject verb agree မှာလောက်เสียမလိုဘူး past tense မှာ past tense မှာဆိုရင်တခြား main verb verb ဒီဆိုရင်ဒါ singular form plural form verb မှာမရှိဘူးဥမာ the rian the one here subject က singular ဖြစ်တယ်ဒါပေမဲ့ verb က verb 2ဖြစ်နေတယ်ဆိုရင်ဟာဒီကောင်က singular မဟုတ် as tense ပေးရမယ်ဘာမှမရှိဘူးအဲလိုမျိုး single player ညှိရတာ first time မှာညှိရတာဒီ worst တော့မဟုတ်ဝယ်ရပဲရှိတယ်ဒီဝယ် worst ဝယ်ရပဲရှိရပေါ့နော် five to be မှာပဲရှိတယ်တခြား five တွေဆိုရင် five to မှာ single player မရှိဘူး scs တွေပိုင်းမရှိဘူးဒါလေးတစ်ချက်မှတ်ထားဖို့လိုတယ်ပေါ့နော်အခုမှအခြေခံငါစလေးတာလဲလူတွေဆိုရင်ဒါမျိုးဒီလိုနေရာလေးတွေဆိုရင်နည်းနည်းရှုပ်ထွေးတတ်လို့ပေါ့နော်အဲဒီလောက်ဆိုရင်ဟလာသဘောတရားလေးသိသွားပြီလို့ထင်ပါတယ် အဲ့ဆိုရင်နောက်ထပ်ကျွမ်းကျင်မှုဆိုရင်တော့နောက်ထပ်အများကြီးလေ့ကျင့်ဖို့တော့လိုတာပေါ့နော်အနားလည်းမထင်ပါနဲ့နော်ဒီဗီဒီယိုလေးအကျိုးရှေ့ဆင် comment မှာ yes လို့မှတ်ခဲ့ပြီပေါ့နော်ဒီနေ့တော့လာပါ Thanks for watching bye bye